မင်္ဂလာပါခင်ဗျာ knowledge for you channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီကကျွန်တော်ပြောပြမှာကတော့ nichi forklift strategy ဘယ်လိုမောင်းရလဲဆိုတာလာရောက်ပြောပြမှာဖြစ်ပါတယ် ပထမအနေနဲ့တော့ကိုဆက်ရဲ့ပါဝါခလုတ်ကိုအပေါ်တို့ဆွေးတင်လိုက်ပါဒီအစိမ်းရောင်ကိုလင်းလာပါလိမ့်မယ်အဲ့ဒါမှထွက်ကအဆင့်တင့်ဖြစ်နေပါမယ်ဒီအစိမ်းရောင်မလင်းရင်လှုပ်ရှားလို့ရမှာမဟုတ်ဘူး အောက်ကချင်းနင်းပြားကဘဘကကလန်နေပြိသူ့ကိုနင်းထားရင်ရွေးနိုင်လေသူ့ကိုလွတ်လိုက်ရင်တော့ပြိဖြစ်သွားပါတယ်ညာဘက်တစ်ခုကတော့အတင်အချလုတ်တဲ့ညံမှာနင်းထားရတာဖြစ်ပါတယ်ရှိတော့မယ်ဆိုရင် ောက်ကလည်းကလပ်ကိုနင်းထားအပေါ်က၄ပါးတန်လေးကိုအတားအယာလေးတွန်းပေးရပါတယ်ရှေ့သွားခြင်းအရှိကိုရှေ့ဘက်ကိုတူနောက်သွားခြင်းအနောက်ဘက်ကိုတွန်းသွားရပါတယ် ဘယ်ဘက်အစွန်ဆုံးအတန်ကအပေါ်အောက်အတင်အချက်အလေအတန်ကအပေါ်တို့မော့အောက်တို့ရှောညာအစွန်ဆုံးအတန်ကတော့အရှိတူနောက်ဆုံးလုံလို့ရပါတယ် နောက်တစ်စည်းကလည်းရှေ့ထွက်လို့ပါပဲအားလုံးဒီပါကဒီသူကြီးပါတိတ်ကွဲပြမှုမရှိပါဘူး ရစရာလေးတွေ့ဖို့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးလုပ်ပေးခဲ့ပါဦးနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ